အိမ်မက်တွေရဲ့လေဝတ်ချက်ဒီနေ့ကတော့အားလုံးနဲ့ဆိုင်တဲ့အကြောင်းလေးကိုဆွေးနွေးချင်ပါတယ်ခင်ဗျာအဲ့ဒါကတော့အိမ်မက်မတ်တဲ့အကြောင်းပဲဖြစ်ပါတယ်အားလုံးလည်းသိပြီးသားဖြစ်မှာပါအိပ်ပျော်သွားတဲ့အခါအိမ်မက်မတ်တပါတယ်တခါတလေကြားရင်လည်းအိမ်မက်တွေကဝူရောဝါရပါပဲတချို့အိမ်မက်တွေကတော့ရှင်းရှင်းလင်းလင်းဖြစ်ပြီးတော့ကြံနေတတ်ပါတယ်တခါတလေကြားရင်တော့ကိုတခါမှမတွေ့ဘူးတဲ့လူကိုအိမ်မက်ထဲမှာပဲရှင်းရှင်းကြီးတွေ့တတ်ပါသေးတယ်ခင်ဗျာ ဒီဗီဒီယိုလေးမှာတော့ဘာလို့အိမ်မက်မတ်တာလဲအိမ်မက်မျိုးစားတွေကဘာတွေလဲဒရေးဆန်တွေကလည်းအိမ်မက်မတ်တက်ကြတာလားမက်ချင်တဲ့အိမ်မက်ကိုရွေးပြီးတော့မက်လို့ရလားဆိုတဲ့အကြောင်းတွေအပြင်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေကိုလလန်းမိသလောက်ထည့်ပြီးတော့ဆွေးနွေးသွားခြင်းပါလေကျွန်တော်လလန်းမိသလောက်လေးလာထားတာကိုပြန်ပြီးမျှဝေတာဖြစ်တဲ့အတွက်ကျန်နေတာတွေလိုအပ်ချက်တွေရှိတာတွေလည်းရှိနိုင်ပါ रे ကွန်မန့်မှာလည်းဝင်ပြီးတော့ဆွေးနွေးနိုင်ကြောင်းကိုလည်းတခါတည်းကြိုပြီးတော့ဖိတ်ခေါ်လိုက်ပါရစေအိမ်မက်မရတဲ့အယူအဆတွေတစ်မျိုးတစ်မကရှိပါ रे ဆိတ်ဆွဲပြီးတော့မရတဲ့အိမ်မဲသွေးလဲချောက်ချလို့မရတဲ့အိမ်မဲနမိတ်ပြားတဲ့အနေနဲ့မရတဲ့အိမ်မဲစားတဲ့အယူအဆတွေလည်းရှိနေတာပါအနောက်တိုင်းစိတ်ပညာရမှာတော့အိမ်မက်တွေကမသိစိတ်သေးကဆန္ဒတွေလိုအင်တွေရဲ့တင်ဂီတာလို့သတ်မှတ်ကြပါလေစိတ်ပညာရှင်ဆစ်မန်ဖရက်ကဒီအယူအဆကိုဖော်ထုတ်ခဲ့တာပါကာဂျွန်ဆိုတဲ့စိတ်ပညာရှင်ဆရာကြီးကတော့လူသားရဲ့စုပေါင်းမှန်ညံကပုံရိပ်တွေလိုအတိတ်ပဲဖွင့်ဆိုခဲ့ပါတယ် ။ဒိမ့်မတ်ပညာရှင်တွေရဲ့အဆိုအရကတော့အိမ်မတ်မတ်တာကကျွန်တော်တို့အုံတော်ရဲ့ function ထုတ်ရေးလုပ်ငန်းစဉ်လို့အတိအပယ်ဖွင့်ဆိုထားတာပါ။ကြုံတွေ့ကြရတဲ့အချက်အလက်တွေကိုစိတ်ကန်စားမှုတွေကိုအေးပြော်တဲ့အချိန်မှာအုံတော်ကပြန်ပြီးတော့စီစစ်ပါလေ။ပြီးတဲ့အခါမှာအရေးမကြီးတာကိုဖျက်ပစ်ပြီးတော့အရေးကြီးတာကိုမှတ်ညံအဖြစ်တင်စီတဲ့လုပ်ငန်းစဉ်အဖြစ်ဆောင်ရွက်တာဖြစ်ပါလေ။တခါတလေစိတ်ဖိစီးမှုတွေဖြည့်ရှင်းလို့မရသေးတဲ့ပြဿနာတွေကို ပုံဖော်ရင်းနဲ့လည်းအိမ်မတ်မတ်တတ်ပါလေအဲဒီအခါမျိုးကြရင်တော့ဖြည့်ရှင်းမှုနီလန်တွေ့သွားတာမျိုးလည်းဖြစ်နိုင်တာပါ ဥပမာပြောရရင်တော့19ရာစုအလယ်ပိုင်းကာလကထင်ရှားခဲ့တဲ့ဂျာမန်ဒါရုပိဒါပညာရှင်တယောက်အကြောင်းကိုပြောရမှာပဲဖြစ်ပါတယ်။သူရဲ့နာမည်ကတော့ Friedrich August Gekuli လို့ခေါ်ပါတယ်။အဲဒီအချိန်မှာသူက C686 ဆိုတဲ့ဘင်ဇင်းထရပ်ပေါင်းရဲ့ဖွဲ့စည်းပုံကိုရှာဖွေ ဖော်ထုတ်ဖို့ကြိုးစားနေတာပါ။ဒီထရပ်ပေါင်းမှာကာဗွန်6ခုနဲ့ဟိုက်ဒရိုဂျင်6ခုပါဝင်နေပေမယ့်ဒီအက်တမ်တွေဘလို့ဆက်ဆက်နေလဲဆိုတာကခံမှန်းလို့မရခဲ့ပါဘူး။အဲဒါကြောင့် Gekuli ကလည်းဒီကိစ္စကိုနေရောညရောတွေးနေကြတာပါ။ ဒီလိုနဲ့အိမ်မက်ထဲကိုလည်းဒီအကြောင်းကရောက်လာခဲ့ပါတယ်။သူရဲ့အိမ်မက်ထဲမှာကတော့ကာဗွန်အတန်တွေက အတန်လိုက်ပုံတံတန်းနဲ့ကခုန်နေကြတာပါ။ပြီးတော့ဒီအတန်တွေကတစ်ခုနဲ့တစ်ခုဆက်သွယ်ပြီးတော့မွေပုံစံဖြစ်သွားခဲ့ပါတယ်။ဒီတော့အဲဒီမွေကသူရဲ့အမိကိုသူပြန်ကိုက်ပြီးတော့စပိုင်းပုံစံဖြစ်သွားတာပါ။ဒီအချိန်မှာကဲဂူလီကလည်းအိမ်မက်ကနေလန်နိုးလာခဲ့ပါတယ်။ပြီးတဲ့အခါမှာတော့အိမ်မက်ထဲကဖော်ပြချက်တွေကိုအတိတ်ဖွင့်ဆိုကြည့်ဖို့စူးစမ်းခဲ့တာပါ။ ဒီအချိန်မှာပဲဘင်ဇင်ရဲ့မော်လီကျူးဖွဲ့စည်းပုံကအဆုံးမရှိတဲ့ခွင်ဆက်ပုံစံချိတ်ဆက်နေတာကိုဖော်ထုတ်နိုင်ခဲ့တာပါအဲဒီတွေ့ရှိချက်ကို1980မှာကျင်းပတဲ့ညီလာခံမှာလူသိရှင်ချာကျင်းကြားနိုင်ခဲ့တာပဲဖြစ်ပါတယ်ကဲကူလီကအိနေရင်နဲ့တိပ္ပံဆိုင်ရာတွေ့ရှိချက်တွေဖော်ထုတ်ကြပါဆိုဆိုပြီးတော့မိန်ကုန်းထဲမှာရေရေမောမောထည့်ပြောခဲ့ပါသေးတယ်အဲဒီအိမ်မက်တွေထဲမှာလည်းအမျိုးအစားတွေကကွဲပြားနေသေးတာပါအဲ့ဒါကိုအကြမ်းပြင်းခွဲကြည့်လိုက်ရင်တော့၅ခုလောက်ထွက်လာပါလိမ့်မယ် ပထမဆုံးတစ်ခုကတော့တာမန်အိမ်မက်တွေပါပဲ။တနစ်တာကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကိုလောလောလလတ်ပြန်မှတ်တတ်တာမျိုးပါ။ဒါမှမဟုတ်မနှက်ဖြန့်ကြုံရမယ့်ကိစ္စတွေကိုကြုံမှတ်တာမျိုးလည်းဖြစ်နိုင်ပါသေးတယ်။ဥပမာအားဖြင့်ကိုကတငယ်ချင်းနဲ့ရုပ်ရှင်သွားကြည့်ဖို့စီစဉ်ထားတယ်ဆိုရင်အဲ့ဒါကိုကြိုပြီးတော့မှတ်တတ်တာမျိုးပါ။အဲ့ဒါကမှတ်ညံကိုခိုင်မာအောင်လုံဆောင်တဲ့လုပ်ငန်းစဉ်တစ်ခုလို့တာမန်နိုင်ပါသေးတယ်။တချို့အိမ်မက်တွေကြတော့ထပ်တလဲလဲမှတ်တတ်တာမျိုးပဲဖြစ်ပါသေးတယ်။ဥပမာအားဖြင့်စာမကျက်ထားပေနဲ့စာမွေးပွဲဖြစ်နေတာမျိုးပါ။အကြောင်းတစ်ခုခုကြောင့်ပဲထွက်ပြေးရတာမျိုးကိစ္စတွေပါ။ အဲ့ဒါကစာမွေးပွဲကြောက်တဲ့စိတ်ကမတိစိတ်ထဲမှာကျန်နေပြီးတော့အိမ်မက်မက်တာဖြစ်နိုင်တယ်လို့လက်တလုံးမှာဆေးဖီစီမှုတချို့ရှိနေလို့မက်တာလည်းဖြစ်နိုင်ပါလေ။နောက်တစ်မျိုးကတော့လူတိုင်းမလို့ချင်တဲ့အိမ်မက်ဆိုတွေပါပဲ။စိတ်တရရထားတဲ့သူတွေလက်ရှိမှာဆေးဖီစီမှုကြီးကြီးမားမားခံစားနေရတဲ့သူတွေဖျားနာနေတဲ့အချိန်တွေဆေးပြင်းတွေတောက်ထားတဲ့အချိန်တွေဒါမှမဟုတ်အရက်နဲ့မူရစေဝါတုံးဆွဲထားတဲ့အချိန်တွေမှာမတ်တပ်ပါလေ။အဲ့ဒီအချိန်မှာစိတ်ကပုံမှန်မဟုတ်နေတဲ့အတွက်အနုလက္ခဏာဆန်တဲ့ခံစားချက်တွေကိုအိမ်မက်အဖြစ်ထုတ်ဖော်ပြတာပါ နောက်ထပ်အိမ်မက်ကတော့တော်တော်လေးမိုက်ပါတယ် Lucid Dream လို့ခေါ်ကြတာပါလင်ပွင့်အိမ်မက်လို့ဘာသာပြန်ရမလားတော့မသိပါဘူးထူးဆန်းတဲ့အတွက်ထူးဆန်းအိမ်မက်လို့ဘာသာပြန်ရင်တော့ပို့ပြီးတော့တင့်တော်မှာပဲဖြစ်ပါတယ်အဲ့ဒါကအိမ်မက်မှတ်နေတာကိုကိုကအိမ်မက်ဆိုပြီးတော့သိနေတာဖြစ်ပါတယ်အဲ့ဒီချိန်အိမ်မက်ထဲမှာအပေါ်သွားချင်းလို့အိမ်သာတွေ့ရင်တော့မှသွားမိမှာမဟုတ်ပါဘူးတခြားအိမ်မက်ဆိုရင်တော့ဒီလိုအခြေအနေမျိုးကထောင်ချောက်ဖြစ်ပါလိမ့်မယ်တခါတည်းဆူရွှဲသွားမှာပဲဖြစ်ပါတယ်ဒီအိမ်မက်ကတော့ကိုဘသားကိုတည်နေပါတယ် ပြီးတော့အိမ်မက်ကိုတော့မှလိုချင်သလိုပုံဖော်နိုင်သေးတာပဲဖြစ်ပါတယ်။အိမ်မက်ကိုလည်းထိန်းချုပ်နိုင်ပါတယ်။ပြောရရင်အိမ်မက်ထဲမှာကိုကဆရာကြီးပဲဖြစ်ပါတယ်။ကြိုက်တာလို့လို့ရတယ်။ပို့ပြီးတော့ထူဆန်းတာကတော့ဒီအိမ်မက်မအောင်လို့လေ့ကျင့်လို့ရနေတာပဲဖြစ်ပါတယ်။အဲ့ဒီနီလန်ကစိတ်ပန်းဆိုင်ရာကုထုံးနေမှာလေတုံးကြတာပဲဖြစ်ပါတယ်။မအိတ်ခင်လေအဲ့ဒီအိမ်မက်မရမယ်ဆိုပြီးတော့စိတ်ကိုလေ့ကျင့်ပေးလို့ရပါတယ်။မနက်ခင်းတည်ရင်တို့ပြီးတော့ကိုမက်ချင်တဲ့အိမ်မက်ကိုတွေ့ပြီးပြန်အိမ်မယ်ဆိုရင်တော့ဒါမျိုးအိမ်မက်ကိုရတတ်တယ်လို့လည်းသိရပါဗျ။ ။နောက်ထပ်အိမ်မက်တွေကတော့နမိတ်ပြအိမ်မက်တွေနဲ့ကုစားအိမ်မက်တွေပါ။နမိတ်ပြအိမ်မက်ဆိုတာကတော့ဆက်ဆက်လို့မရတဲ့ကိစ္စမျိုးကိုရုတ်တရက်မတ်တက်တာမျိုးပါ။နောက်ကြတော့မှအိမ်မက်ထဲကအတိုင်းကြုံတာမျိုးဖြစ်ပါလေ။ကူစားအိမ်မက်ဆိုတာကတော့ဖျားနာနေခြင်းဒါမှမဟုတ်ခန္ဓာကိုယ်မှာပြဿနာတစ်ခုခုရှိနေခြင်းမျိုးမှာအဲ့ဒီအကြောင်းကိုမှတ်နေတာပါအဲ့ဒါကကိုယ့်ရဲ့ကိုယ်စိတ်နှစ်ပါးပြဿနာကိုမသိစိတ်ကတဆင့်ဖြည့်ရှင်းဖို့ကြိုးစားနေတာဖြစ်ပါလေနောက်ထပ်အနေနဲ့ဒရေးဆန်တွေကလည်းအိမ်မက်မတက်ကြလားဆိုတာလေးကိုလေ့လာထားသလောက်ဝေးမျှခြင်းပါလေ သူတေသနာတွေရာကတော့ခွေကြောင်မြောင်အစာရှိရဲ့နှုတ်တိုက်တတဝါတွေကလူတွေလိုမျိုးအိမ်မက်မတ်တတယ်လို့ဆိုထားတာပါသူတို့ရဲ့အိတ်ချိန်နဲ့လူတွေရဲ့အိတ်ချိန်ကလည်းဆင်တူကြပါတယ်အုံနောက်နိုင်လှူရှားမှုကလည်းဆင်တူကြပါတယ်အိမ်နေရင်နဲ့အိမ်မက်မတ်ပြီးရောင်နေတတ်တဲ့တွေးဆန်လေးတွေရဲ့ပုံရိပ်တွေကလည်းအင်တာနက်ပေါ်မှာအများကြီးရှိနေတာပါအိမ်မက်တွေရဲ့လေဝတ်ချက်အမျိုးအစားတွေနဲ့သိပ္ပံပညာရှင်တွေရဲ့ရှာဖွေတွေ့ရှိမှုတွေအကြောင်းကိုပြောပြပြီးသွားပြီဆိုတော့အခုအရှိတိုင်းရင်ကျေးမှုမှာအရေးပါတယ်အိမ်မက်ကြံတွေနဲ့ အိမ်မက်ရဲ့အရေးကြီးပုံကိုပြောရင်လည်းဒီခီးလေးကိုညီကုန်းချုပ်လိုက်ကြရအောင်ဗျာအရှိတိုင်းရင်ကျေးမှုအများစုမှာအိမ်မက်ဟာရိုးရိုးဖြစ်စဉ်တစ်ခုမဟုတ်ပါဘူးဒါဟာအနာဂတ်အတွက်လမ်းညွှန်မှုဖျားသခင်ဒါမှမဟုတ်နှကောင်းနှမျက်တွေရဲ့တတိပေးချက်လို့ခံယူကြပါတယ်ဒါကြောင့်လဲကဘာပေါ်မှာရှေးကြပြီးစနစ်တကျရေးထားတဲ့အိမ်မက်ကျန်တွေပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်မြမရင်ကျေးမှုမှာအိမ်မက်ကိုအတိတ်နမိတ်ကောင်းယူလေရှိပါတယ်အိမ်မက်ကျန်တွေမှာဘယ်အရာကိုမက်ရင်ကောင်းလဲ ဘယ်ရာကိုမတ်ရင်ဆိုရဲဆိုတာကိုနေ့ရက်အချိန်စတာတွေနဲ့တွဲပြီးတော့ဖော်ပြထားပါတယ်။အိမ်မက်နဲ့ပတ်သက်ပြီးဆောင်းရံရှောင်းရံကိစ္စတွေကိုလည်းညွှန်ပြထားတာတွေလည်းရှိပါတယ်။ရှီဟောင်းခေအီဂျင်းနဲ့မက်ဆိုပိုတေးမီယာတို့မှလည်းအိမ်မက်ကဖျားသခင်ဒါမှမဟုတ်နတ်ဖျားတွေနဲ့ဆက်သွယ်နိုင်တဲ့နီလန်တကူအဖြစ်အတိတ်ပဲဖွင့်ဆိုထားကြတာပါ။ဒီလိုပဲအိမ်မက်ကိုလည်းဝိညာဉ်ရေးရာထူးခြားမှုအဖြစ်နဲ့သတ်မှတ်ထားတဲ့တခြားယဉ်ကျေးမှုတွေလည်းရှိကြပါသေးတယ် ။ဒိဗတ်အနေကြာဆိုရင်တော့အိမ်မက်တွေဟာကျွန်တော်တို့ရဲ့နေစဉ်စိတ်ပြည်စီမှုတွေ၊ကြောက်ရွံ့မှုတွေနဲ့စိတ်တန်ရာတွေကိုလုံခြုံတဲ့ပတ်ဝန်းကျင်တစ်ခုမှာပြန်ပြီးစီမံခန့်ခွဲပေးပါတယ်။အိမ်မက်ဆိုးရိမ်မက်ခြင်းအဖြစ်စိတ်ပြည်စီမှုတွေကိုတစ်စိတ်တပိုင်းထုတ်ပြစ်နိုင်ပြီးတော့စိတ်ခံစားမှုတွေကိုဟန်ချက်ညီအောင်ထိန်းညီးပေးပါတယ်။နောက်ပြီးကျွန်တော်တို့ရဲ့အတီစိတ်ကမတွေးထုံနိုင်တဲ့နီလန်တွေကိုမတီစိတ်ကအိမ်မက်တွေထဲမှာပုံရိပ်တွေတိကီတာတွေအဖြစ်ဖော်ပြပေးတတ်ပါတယ်။ဘင်ဇင်ဖော်မြူလာဥပမာလိုမျိုးပဲ ိမ်မက်တွေဟာသိပ္ပံပညာရှင်အနုပညာရှင်ဒါမှမဟုတ်စာရေးဆရာတွေအတွက်အပြေရှားဖွေရာနေရာတစ်ခုလည်းဖြစ်နေတတ်ပါတယ်။အိမ်မက်မက်ခြင်းဟာအဓိကအဖြစ်တော့အုံနောက်ကမနေရရခဲ့တဲ့အချက်လက်တွေကိုစစ်ထုတ်ပြီးတော့အရေးကြီးရာတွေကိုရရှိမှတ်ဉာဏ်အဖြစ်နဲ့တင်စီတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။ဒါကြောင့်ကောင်းကောင်းအိမ်မက်မက်ဖို့ဆိုရင်တော့ကောင်းကောင်းအိတ်ဆက်ဖို့လိုပါတယ်။အဲဒါကြောင့်အိမ်မက်ဆိုတာကရိုးရိုးအိတ်ဆက်ခြင်းရဲ့ဘေးထွက်ဆိုးကျိုးမဟုတ်ပါဘူး။ ဒါဟာတင်းရဲ့အုံနောက်တင်းရဲ့မတိစိမ့်နဲ့တင်းရဲ့စိတ်ဝိညာဉ်ကတင်းကိုပေးပို့နေတဲ့လှေဝက်တည်တင်းစကားတွေပါအိမ်မက်ကြံတွေကနမိတ်ကောက်တာပဲဖြစ်စေစိတ်ပညာကနေတင်းရဲ့အတွင်းစိတ်ကိုလိလာတာပဲဖြစ်စေအရေးကြီးတာကတော့ကိုယ့်ရဲ့အိမ်မက်တွေကိုဂရုပြုဖို့ပါပဲသူတို့ပြောပြနေတဲ့တည်တင်းစကားတွေကိုနားထောင်ပြီးတဲ့အခါမှာတင်းရဲ့ဘဝအတွက်အကျိုးရှိအောင်အသုံးပြုနိုင်ကြပါစေအိမ်မက်လှလာမှတ်ပါစေလို့လည်းဆန္ဒပြုရင်းနဲ့ညီကုန်းချုပ်လိုက်ပါရခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်